ပတ်ဝန်းကျင်တဲ့ location ဘာရွေးမလဲ ကျွန်တော် HMA မှာပတ်ဝန်းကျင်တဲ့ location ကအတော်ကိုအရေးကြီးတဲ့ကဏ္ဍတစ်နေရာနေပြီးတော့မှပါဝင်နေပါတယ်။ location ကိုပြောမယ်ဆိုလို့ရှိရင်တော့သူကဒီနေရာဒီအကွက်ကွင်းခြံကဒီတစ်နေရာတည်းပဲရှိတဲ့အတွက် location ကလည်းအရေးကြီးတယ်လို့ပတ်ဝန်းကျင်ကလည်းကျွန်တော်တို့နေထိုင်မဲ့ပတ်ဝန်းကျင်မှာတန်ရှင်တည်ရမှုလူမျိုးမှုအဆင့်တန်းမြင့်မှမှုလုံခြုံမှုတွေကလည်းစကားပြောပါတယ်အရေးကြီးပါတယ်။ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်လည်းဆိုယိုလေးတစ်ခုရှိတယ်။အိမ်မကောင်းတာလားပြင်လို့ရတယ်။ပတ်ဝန်းကျင်မကောင်းတာပြင်ဖို့အတွက်ခက်ခဲတဲ့အနေအထား ားမှာရှိတယ်ဆိုတော့ပတ်ဝန်းကျင်ကလည်းကျွန်တော်တို့ဒီအင်ချက်မြေမှာအရေးကြီးတဲ့ကဏ္ဍတွေမှာပါတယ် ပတ်ဝန်းကျင်ကောင်းဆိုတာကတော့ကျွန်တော်တို့ရှာရတာလွယ်တယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကောင်းတဲ့နေရာလေးတွေကအများကြီးရှိနိုင်တယ်လို့ location ကောင်းတာကိုပြောရမယ်ဆိုလို့ရှိရင်တော့တော်တော်လေးရှာတဲ့အနေထားမှာဖြစ်တယ်။အကြောင်းရင်းကအပေါ်ကပြောခဲ့တယ်လို့မျိုးပဲဒီ quad ဒီနေရာဒီခြံကဒီတနေရာမှာပဲရှိတဲ့အတွက် तू ကအယောင်မတက်လာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်လို့မရဘူး။အယောင်တက်လာတဲ့အခါမှာကျွန်တော်တို့ရှင်ပြိုင်ပြီးလူဝယ်ရတဲ့အနေအထားမျိုးလေးမှာရှိပါတယ်။ဆိုတော့ပတ်ဝန်းကျင်ရဲ့ location ကိုကျွန်တော်ပြန်ပြီးတော့မှနိုင်ရှင်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့လှုပ်လှုပ်ဖို့အတွက်နဲ့နေဖို့အတွက်ဆိုပြီးတော့နှစ်ပိုင်း ပုံမှန်မူတည်ပြီးတော့မှပြန်ပြီးတော့မှပြောချင်တယ်နေဖို့အတွက်ဆိုလို့ရှိရင်တော့ location ကအရေးပါပဲမဲ့လည်းပတ်ဝန်းကျင်တော့ကတော့သူကအရေးမကြီးဘူးအကြောင်းရင်းကကျွန်တော်ဖေးဘောက်ဝန်းကျင်မှာလုံခြုံမှုရှိမယ်တိုက်ရှင်မှုရှိမယ်လူတက်မှုရှိမယ်အဲ့လိုမျိုးနေထိုင်မျိုးဖြစ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်ရက်ကွက်မှာမဆိုပတ်ဝန်းကျင်ကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်နေဖို့အတွက်လည်းအဆင်ပြေနိုင်တယ်ဆိုလို့ရှိရင်တော့ရွေးချယ်လို့အဆင်ပြေတယ်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ location ကပတ်ဝန်းကျင်တက်ပို့ပြီးတော့မှအရေးကြီးသွားပါပြီအပေါ်ကပြောခဲ့သလိုပဲဒီနေရာဒီကွက်ကွင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကအဆင်ပြေမယ်၊ကိုက်ညီမယ် ်ထင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်မကောင်းလဲ location ကောင်းနေဆိုရင်ကျွန်တော်တို့အလုပ်လို့ဟိုအဆင်ပြေတဲ့အနေအထားမှာရှိပါတယ် invest လုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်း location ကအရေးကြီးတယ်မှာပါတယ်အအကြောင်းရင်းက location ကောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ပဲအချိန်ပြန်ရောင်းရအောင်မြေမြဆဆန်နဲ့လွယ်လွယ်ကူကူရောင်းလို့ရတယ် location မကောင်းတဲ့နေရာမှာကျွန်တော်တို့တောင်းဝယ်ထားလိုက်ပြီဆိုလို့ရှိရင်ပြန်ရောင်းရတဲ့အခါမှာနည်းနည်းလေးကြံ့ကြံ့နိုင်တဲ့အနေအထားလေးရှိပါတယ်ခင်ဗျာ ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေလည်းပတ်ဝန်းကျင်နဲ့ location ဘယ်ဟာကပို့ပြီးတော့မှအခုတက်အရေးကြီးလဲဆိုတာလေးကိုအောက်က comment section မှာဝင်ပြီးတော့ဆွေးနွေးသွားပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်